တည့်ရင်မုံကိုရာသာရှိဆုံးဖြစ်စေမဲ့တည့်ရင်မုံထောပတ်ကြုံလေးလေးပါစက်တွင်ဖြူ9မှ6မှခန့်သုံးမယ်မြမြထဲလေးပို့ပြီးရာသာရှိပါတယ်လူးနှုတ်လေးစဉ်းထားပေးပါကဲပြီးရင်တော့တည့်ရင်မုံကိုနှစ်ချမ်းပပလီချမ်းပါမယ်ဒီလောက်ထူဆိုရပါပြီပြီးရင်ရာသာလေးပို့ဝင်အောင်အပေါ်အောင်ရောဓာတ်နဲ့ expon လေးမှုန်းပေးပါစာငေကိုကောင်းထည့်ပြီးနှစ်ထားမယ်ပြီးရင်တော့ဂျုံကပ်ပါမယ်ဘဲဂျုံဆိုသုံးလို့ရပါတယ်ဂျုံကိုခုလိုမျိုးအပေါ်အောင်ရောနှစ်ဖက်လုံးကပ်ပြီးရင်တော့ဂျုံမှုန်းနေခါချပေးပါ အရန်ထူထူကက်ကက်ကြီးမဖြစ်ရပါဘူးပြီးရင်ထောပတ်ဓာတ်မှုန်း ghee စထည့်ပြီးကြော်ပါမယ် ghee ထောဘတ်မသုံးခင်လို့ရှိရင်လည်း see ကိုတုံးရပါတယ်ထောဘတ်ကတော့ပိုးပြီးတော့ရတာရှိတာပေါ့နော်ဒါကြာဒါမှမဟုတ်ပြားရည်သုံးစုံ soy sauce ရှာလကာရည်နဲ့ရည်တစုံထည့်ခဲ့ပြီးတော့ဖွင့်ထားပေးပါအခုလိုကြက်သားလေးရဲလာပြီဆိုထောဘတ်နည်းနည်းထည့်ထည့်ပြီးကြက်သူပြူထည့်မယ် sauce ထည့်မယ်ပြီးရင်တော့3မိနစ်လောက်ကြော်ပြီးရပါပြီနောက်ဆုံးမှာတော့အပေါ်ကနေကြက်သုံးမိန်လေးအုပ်ပေးပေးရပါတယ်စနစ်ကဒီ italian spice လေးကိုတုံးထားပါတယ်ပုံမှန်ကျင့်ရင်မုံလို့မဟုတ်ပဲအရင်ချိုးပွေးပြီးရတာရင်ရှိလို့လို့စားကြည့်နော် ကြည်ရင်မုံကိုရာသာရှိတော့ဖြစ်စေမယ်ကြည်ရင်မုံထောပတ်